ရှိမှာ iPhone တစ်လုံးဟာတစ်လုံးထဲမဟုတ်ပဲနဲ့ကဘာပေါ်ရှိနိုင်ငံ30ကျော်ကိုဖြတ်တန်းပြီးတော့မှ iPhone ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်တင်လက်ထက်မှာ iPhone တစ်လုံးဟာတစ်လုံးထဲမဟုတ်ပဲနဲ့ကဘာပေါ်ရှိနိုင်ငံ30ကျော်ကိုဖြတ်တန်းပြီးတော့မှကဘာအနှက်ရှိ ကုမ္ပဏီမရကျော်ကိုပါဝင်ကမီလီယနာအလောက်ကန်နေဖန်တီးပြီးတော့မှထောက်လုပ်ထားတဲ့နီးပညာစွမ်းအင်အော့ဖ်ဝါကွန်ပျူစီတစ်ခုပဲဖြစ်ပါတယ်ပြီးတော့အိုင်ဖုန်းရဲ့ဦးနှောက်ဖြစ်တဲ့ဒီ chip ဟာတဲမိုင်းထဲကစီလီကွန်မှစတင်ပြီးတော့မှတပ်ဆင်မှုတွေအလွန်မြင့်မားတဲ့ဂျပန်ကိုရီးယားဆက်ရောင်တွေမှာအစိမ့်မြေကပြုလုပ်ထားကြပါတယ်ပြီးနောက် TSMC ရဲ့ Taiwan ဆက်ရုံတွင် iPad ဆိုင်ရည်သူထားတဲ့ A series chip အဖြစ်ထောက်လောက်ထားပါတယ်ပြီးတော့3 nanometer အတွင်းတိကျမှန်ကန်စွာ translator billionana ကြော်ကိုအဆုံးခေါထက်သွင်းပုံခေါ်တယ်ပြီးတော့ iPhone ရဲ့မျက်လုံးဖြစ်တဲ့ဒီအစိုက်ပိုင်း OLED မျက်နှာပြင်ကိုစမ်းစားနဲ့ LG ကထောက်လောက်က Apple E အထူးစံတော်အတိုင်းစစ်ဆေးထားတယ်ပြီးတော့အယောင်ကတိကျမှုထိတွေ့ချက်ပြီးတော့ခန္ဓာရည်စစ်ဆေးမှုတိုင်းကို ဆက်ပြီးမှအတုံးပြူသူတွေကထူးခြားသောအရွယ်သွေးတွေကိုဒေချာစွာပြုလုပ်ထားပါတယ်ပြီးတော့ဂျပန်ဆိုနီရဲ့ကင်မရာစင်ဆာတွေကိုထောက်လုပ်ပြီးတော့မှ တရုတ်မှလမ်းများတက်စင်နဲ့အထူးသဖြင့်အပယ်ရဲ့အစိမ့်အောက်ကရတန်နီးပညာတွေကိုထည့်သွင်းထားပြီးတော့တပုံချင်းစီတပုံအည်အသွေးတွေကို အပြေဝအမှတ်ခံပေးတယ်ပြီးတော့ iPhone ရဲ့ Samsung ယူကြီးတဲ့ battery တွေကိုတရုတ်နဲ့ကိုရီးယားတွေမှာဒီ tetralion plan မှာဆဲကိုအသုံးပြုပြီးတော့ထပ်လုပ်ပြီးတော့စမ်းသပ်မှုတွေတစ်ထောင်ကျော်အစိဖြတ်ပြီးတာဖြတ်ချီတယ်ပြီးတော့ brand နဲ့ memory chip များစွာကိုကြတော့ဒီ SK Hynix စတဲ့ဒီ company တွေမှာ ထောက်ပပေးပြီးတော့မှလေမြန်မှုတာရှည်ခမ်းမှုကိုစံတက်ပြီးတော့မှထည့်သွင်းထားပါတယ်ပြီးတော့အလူမီနီယံတွေကိုတရုတ်အီလီယားစိတ်ရောင်များမှာလေစာဖြတ်ပြီးတော့မှအယောင်ဆက်တယ်ပြီးတော့နန်နိုပိုလစ်လောက်ထားကလောင်းဝါလှပစွာပြုလုပ်ထားပါတယ်ပြီးတော့ဖရိုင်ကလည်းအလေးချိန်နေပြီးတော့မှခန္ဓာရည်ပြည့်တော့ဒီတတုရောနှောပေါက်ဆက်မှုကိုအတုံးပြုထားပါတယ်ပြီးတော့ Procon ရဲ့ဂျန်စုဆက်ရောက်မှာအလုတ်သမားတွေကနှစ်သိန်းကျော်ပါဝင်ပြီးတော့မှဒီ motherboard battery တွေ screen camera တွေပြီးတော့ outer frame တွေအစက်အပိုင်းတွေကိုအစစ်400ကျော်နဲ့တပ်ဆင်ထားပါတယ်လုပ်ငန်းစဉ်အချင်းချင်းတွေအစစ်တိုင်းမှာ quality control တွေပြီးတော့ wastrel inspection တွေပြီးတော့ thermostat စတာတွေပြုလုပ်ထားပါတယ်ပြီးရင်ဒီ battery ဒီ screen တွေပြီးတော့ဒီ camera တွေဒီ wifi bluetooth တွေကဒီ network ဆက်နွှဲမှုတွေကိုပြီးမှ iphone တစ်လုံးကိုအထူး design ထားတဲ့ဒီ apple က်ပေါက်ထဲထည့်ပြီးတော့မှကဘာနှကိုတည်ဆောင်ဖို့ဆောင်တယ်။ချီချင်းပြတ်မစင် iPhone ရဲ့ရောင်းအားကတော့နှစ်စဉ်220တန်းကျော်ရှိပြီးတော့ Apple ဝင်ငွေကတော့94%ထပ်ပို့ပြီးတော့ပေါ်ဆောင်ပေးထားပါတယ်။ပြီးတော့ဒီထလမှုအတက်ကကြတော့ဒီ company 200ကျော်နိုင်ငံက30ခါလောက်ရှိတယ်။အလက်သမားကတော့မီလီယံကျော်ရှိပါတယ်။ iPhone တစ်လုံးဟာဒီပညာထလမှုကမကကဘာလုံးဆိုင်ရာစီးပွားရေးစနစ်နဲ့လူသားတွေရဲ့ပေါင်းစည်းမှုကိုထူးခြားစွာဖော်ပြနေတဲ့အော်အော်စရာ ုံပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ပြင်လက်ထဲမှာကြောက်လာတဲ့အချိန်မှာပဲကပအနှက်ကသူ့တည်တနာတွေဒီလိုအယူသွေးဆက်စပ်မှုတွေနဲ့အစွမ်းကောင်ကြိုးပမ်းမှုတွေကိုစူပောင်းထားပြီးတော့မှခံစားနိုင်မှာပါ။ဒီလိုအထူးခြားမှုတွေကိုဒီဘုသူရအနေနဲ့ပြီးသိမယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ကတော့ဒီ iPhone ရဲ့ဖြစ်လာပေါ်အစီအစီကိုဘလို့ထောက်ခဲ့တယ်လဲဆိုပြောပြသွားတာပဲဖြစ်ပါတယ်။တကယ်ကြီးတော့အနေနဲ့လည်း Subscribe တွေကိုထိုက်ပြီးတော့မှဘေးကနူတီလေးကိုနှိပ်ထားဖို့လည်းအကြံပြုချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။